မြင်းကလင်းသတင်းစင်တာက23နှစ်ရည်အတွင်းမှာငါရသမအထက်ကလေးကြီးပြည်သူတွေအရေးပေါ်သတိပြုဖို့ကြီးညာလိုက်ပြီးတရေအကြံပါပေးဒီကနေ့မှာမန္တလေးမှာငါရသမသင်ကလေးလောက်ကပ်သွားခဲ့တာကြောင့်အချို့သောအဆောက်အုံကြီးတွေပြိုလဲသွားတာဖြစ်ပြီးတော့ပြည်သူများစွာတော့ထိတ်လန့်ခဲ့ရတာပဲဖြစ်ပါတယ်မန္တလေးမြို့ကြီးကတော့နေနေညာလာလုံးဝပြည်သူတွေမပြောရှင်းနိုင်တော့ဘဲနဲ့ ဘယ်ချိန်မှာဘလိုမျိုးဒုက္ခကြီးတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုပြီးတော့ကြောက်စိတ်တွေနဲ့ပဲပြည်သူတွေကအသက်ရှင်ရာတော့တာပြီးဖြစ်ပါတယ်အခုလေမြင်းကလေးသတင်းများစင်တာကကြိုတင်ပြီးတော့ခမန်ထားတဲ့အတိုင်းမှာပဲခနေ73နာရီကမပြည့်သေးပါဘူးဒါကြောင့်မလို့ပြည်သူတွေရမနင်္ဂမှာမြင်းကလေးเนาะနောက်ဆက်တဲ့ကလေးတွေအင်အားပြင်း၅ရက်သမအထက်အလှုပ်ခတ်နိုင်မှုဟာအချိန်မရေးဖြစ်နိုင်သေးတာကြောင့်ပြည်သူတွေသတိနဲ့နေထိုင်ကြဖို့เนาะမမီတို့အဆောင်အုံကလုံးဝကို ကြန့်ခိုင်တော့ဘူးဆိုရင်အဲ့ဒီမှာလုံးဝကိုမနေဖို့အတွက်ဒီကနေပြီးအရေးပေါ်သတိပေးပြစီဘလူ့ဥဒပညာရှင်ဦးဝင်းနိုင်ကလည်းအခုနောက်ဆက်တွဲကလေးဟာအနည်းဆုံးနှစ်လလောက်ထိကိုနော်ဂျမ်းနိုင်သေးတာဖြစ်တဲ့အတွက်နော်ငါးရက်သမအချက်တွေလာနိုင်သေးတာဖြစ်တဲ့အတွက်ပြည်သူတွေလုံးဝလုံးဝမပေါ်ဆကြဘူးကိုဘလူ့ဥဒပညာရှင်ဦးဝင်းနိုင်ကအပြစ်ပေးထားတာကိုလေကျွန်တော်နေနေတွေးရပါတယ်ဒါအပြင်ဒီကနေ့မှာဆိုရင်မန္တလေးမှာငလင်းကြောင့်ပြီးတခါကြတော့မိုးကြီးရေကြီးလို့ မိကျင်းတန်းငွေတွေထွက်ပြီးတော့ပြည်သူပေါင်းသိန်းချီเนาะအရန်ကိုထိန်းလန်းသွားခဲ့ရတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရပါတယ်မိကျင်းတန်းငွေဟာလေပြည်သူတွေအတွက်အင်မတန်မှအာဏာရေးရှိတယ်ဗျเนาะမိကျင်းတန်းငွေဟာဒါမြင်းကလင်းတွေဖြစ်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမြေအောက်မှာရှိတဲ့ကြောက်လာများဒါရွေးလျားမှုကြောင့်ပေါ့ဗျာအဲ့ဒီမြေအောက်မှာရှိတဲ့သဘာဝတန်းငွေအိုင်เนาะဒါမှမဟုတ်ကျွန်တော်တို့အခုမိသိန်းတန်းငွေပါဝင်တဲ့အနေနဲ့အပြင်ကိုစိတ်ထွက်လာခြင်းပင်ဖြစ်ပါတယ် မိသိန်းတန်းခွင့်ဟာမိလောင်မှု ကြီးကြီးမားမားဖြစ်ပေါ်နိုင်စေတာကိုလည်းကျွန်တော်နေတွေ့ရတယ်။အရန်ကိုအန္တရာယ်ရှိတယ်နော်။ရှူမိလို့ရှိရင်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေနော်ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်နော်။မိသိန်းဟာအလွယ်တကူမိလောင်ဆွဲသွားနိုင်တာကြောင့်နော်။လျှက်စက်တန်လိုက်လိုင်းများသောမို့မိပွားများနဲ့ချီတွေ့ပါကအကြေကိုမှလူသိမ့်ချီနော်ဒုက္ခရောက်သွားနိုင်တယ်။မိလောင်မှုကြီးကြီးမားမားကျပွားနိုင်တာကိုလေတွေးရပါတယ်။လေဒူးလေးညဉ့်ဉန်းစေတဲ့ရာသီဥတုကိုလေအကြီးကျယ်ထိခိုက်စေတဲ့အရာဖြစ်တယ်။ ဒါကြောင့်မလို့နော်မန္တလေးမြို့ကပြည်သူတွေအခုပဲအရန်ကိုစွန့်ရမယ့်နေသားမှာရှိနေတာပါဒီလိုပြောလို့တချို့ကဖြဲချောက်တယ်ပဲထင်ကြတယ်ဗျာကျွန်တော်တို့ကအခုချိန်မှာပြည်သူတွေအသက်ကိုကယ်နိုင်ဖို့အတွက်ကျွန်တော်အနေနဲ့ဒါပြည်သူတွေကိုသတိတွေပေးနေရတာပဲဖြစ်ပါတယ်ပြည်သူတွေဒါကြောင့်မလို့နော်ဒါနေ့3ရက်အတွင်းမှာ G Marine ခလေးနော်နောက် Setting ခလေးဖြစ်တဲ့ငရသမအချက်တွေပုံနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေအရန်ကိုယူဆိုင်မှာရပါမယ်ဒီနေ့မှာလည်းတော်တော်လေးကိုတစ်မျိုးလုံးသုံးလှုပ်သွားချချောင်းကိုလည်းကျွန်တော်ကြားရတယ်ဆိုတော့အင်မတန်မှစိတ်မကောင်းပါဘူး မိမိတို့အဆောက်အဦတွေတရားစစ်ဆေးပါဟောအချိန်မီလောက်ခတ်လာနိုင်တာဖြစ်တဲ့အတွက်ဒီသူတွေနော်မလုံချုံတဲ့နေရာမှာလုံးဝမိတ်ချပါနဲ့ဒီကနေ့ပဲလိုက်တော်မြားစီ view site ကြပါစီအားလုံးပဲဟောဘေးကင်းကြပါစီဗျာ